မကွေးတိုင်းမခုတ်ကူမြို့နယ်မြစ်ချေတိုင်နယ်ပြူစော်ဒီစကန်တခုကပြူစော်ဒီတူဟာမိသားစုလိုက်ခေါ်ဆောင်လာပြီးတော့လက်နက်ခဲယမ်းတွေနဲ့တကတော်လန်ရေးတပ်တွေစီအလင်းဝင်လာတယ်လို့ပခုတ်ကူခရိုင်ပကပတပ်ဖွဲ့ငါအေရတောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုရှိန်းကအမှတ်ပြီကိုပြောပါရယ်ဇွန်လ12ရက်ကမြစ်ချေနယ်အောင်သာရွာပြူစကန်ကပြူတူဦးဟာကလေးငယ်အပါဝင်မိသားစုဝင်၈ဦးနဲ့ တငယ်ချင်းတယောက်ကိုပါခေါ်ဆောင်လာပြီးတော့အေယာတောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့စီချိတ်ဆက်အလင်းဝင်လာတာပါအလင်းဝင်လာတဲ့ပြူစောတီဟာဂျီ3တနတ်တလက်ဂျီပေါက်10ပေါက်ဂျီ356တောင်အီနာကာဘုံသီးတလုံးနဲ့ equipment တစ်စုံယူဆောင်လာပါတယ်အဲ့ဒီလိုလက်နက်နဲ့တကွပြူရွာကအရသားတွေကိုပါခေါ်ဆောင်လာတဲ့အတွက်အေယာတောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကစုချင်းငွေ7350ချေမြင့်ခဲ့ပါတယ် ဲ့ဒီအလင်းဝင်လာတဲ့ပြူစောတိရဲ့အကိုဖြစ်သူကလည်းပြီးခဲ့တဲ့မေလအတွင်းကအေယာတောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ချိတ်ဆက်ကအလင်းဝင်ခဲ့ပါသေးတယ်။အလင်းဝင်လာတဲ့ပြူစောတိညီကိုနှစ်ယောက်စလုံးကတော်လန်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့စိုးစုကို ခုခံတော်လန်မယ်လို့ပြောဆိုထားကြောင်းလဲအေယာတောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုရှိန်ကပြောပါရတယ်။